လွှမ်းမိုင်နဲ့လမ်းခွဲရတဲ့အထိကအကြောင်းရင်းကိုပြောလာတဲ့နောက်ပေါ်ရထောင်းဘော်ဘီဆဆိုင်းနောက်ကွယ်မှာလွှမ်းမိုင်နဲ့နောက်မီလင်းခဲ့ပေမဲ့လွှမ်းမိုင်ကိုဆက်မတွေ့ဖြစ်တဲ့အထိကအကြောင်းရင်းကိုပြောလာတာကနောက်ပေါ်ရထောင်းကမင်းသမီးလေးနောက်ပေါ်ရထောင်းကလက်ရှိမှာဆိုရင်အရန်ကိုလူပြောများနေပြီနာမည်ပြန်ရှုံရှင်းနေတဲ့တရင်တွေပြန့်နေကြတာပါသူမအနေနဲ့ရုပ်ရည်လေးချုံမော့တယ်လို့ချစ်စရာလည်းကောင်းတဲ့နိုင်ငံကြောင်မင်းသမီးလေးဖြစ်ပေမဲ့ပရိသတ်တွေထင်မှတ်မထားတဲ့လူမှုရေးရှုံရှင်းနေတဲ့နာမည်ပြက်စရာကိစ္စတွေကပေါ်လာခဲ့တာပါခုချိန်မှာတော့နောက်ပေါ်ရထောင်းကအရင်ကရီစာများခဲ့တာတွေ သူမြိုင်းစားကိုလို့လို့ပြဿနာတက်ကြရင်စရင်အရင်ကအောက်ဖဲကိစ္စတွေပါအလန့်ခံရပြီးတော့ဝေဖန်မှုပေါင်းမျိုးစုံကိုရင်ဆိုင်နေကြရတာပါခုချိန်မှာတော့နှားပိုင်ကယောက်ျားမပီတာပဲနဲ့သူနဲ့နော်ဖွဲ့ထားနောက်မီးလေးနဲ့ကိစ္စတွေကိုဝန်ခံကနော်ဖွဲ့ရဲ့ထောက်ကိုအပြစ်ပုံချတာပါဒီချိန်မှာနှားပိုင်နဲ့ပတ်သက်ပြီးတော့နှားပိုင်ကိုဆက်မတွဲပဲနဲ့လမ်းခွဲခဲ့ရတဲ့အကြောင်းတွေကိုနော်ဖွဲ့ရဲ့ထောက်ကခုလိုပြောပြခဲ့ရပါတကယ်တော့နော်ဖွဲ့ရဲ့ထောက်နဲ့နှားပိုင်တို့မျောနေမဲ့စောင်းတစ်ချင်းကဇလန်းရွဲတွေကနေတစင်ရုပ်တံကြောင်ရီစရဲ့အမှုပညာလုပ်တွေဇက်တိုင်လုပ်နေခဲ့ကြတာပါ ီလိုနဲ့တော့ဖွင့်ရထားတယ်လွှမ်းမိုင်တော့ဟာတော်တော်လေးကိုနီးစပ်ခဲ့ကြတယ်ဒီလိုနဲ့လွှမ်းမိုင်ဟာ73နှစ်တာအတွက်ကနေပေါ်ပြီးဆဆောက်ပစ်ပြီးတော့ဖွင့်ရထားတယ်နှစ်ယောက်တူတူရှူတင်နေမှာအမြဲချင်းတွေ့နေကြပြီးတော့ကားပေါ်မှာလည်းအကျဉ်းနာနန်းတွေဖလဲကြတဲ့ထိတော်မှာဖြစ်နေခဲ့ကြတာပါဒီကိစ္စရကြောင့်ပြဿနာကြီးသွားကောင်လွှမ်းမိုင်နဲ့ထက်ထက်လေးလမ်းခွဲပြီးတော့ဖွင့်ရထားနဲ့ဆက်ပြီးတော့တွဲလို့မရတဲ့အနေအထားတွေပဲဖြစ်ခဲ့ပါတယ်ဒါပေမဲ့လွှမ်းမိုင်နဲ့ဆက်တွဲမနေလမ်းခွဲရတာကတော့မပြတ်သားတဲ့လွှမ်းမိုင်ရဲ့စိတ်ဓာတ်တွေကြောင့်လို့တော့ဖွင့်ရထားကပြောပြလာခဲ့ပါတယ် လွားမိုင်ကထထထနဲ့ပြက်ဆဲတော့လဲဝမ်းနေတယ်လို့လို့ဘာလို့လို့ဖြစ်နေပြီးပြန်ဆက်ဖို့စ조사နေကြရပါသူမအပေါ်မှာအပြင်းဝဆိတ်မရှိမနဲ့တခြားမိတ်ကလေးကိုပဲပြန်ဆက်ဖို့စ조사နေတဲ့နှွားမိုင်ကစိတ်မပြတ်သားတာကြောင့်မလိုချင်မဲနဲ့လမ်းခွဲခဲ့တာလို့ဆိုပါတယ်။သူမရဲ့ဘဝမှာမပြတ်သားတဲ့ယောက်ျားကိုလုံးဝရွေးချယ်မှာမဟုတ်ပဲကိုမကိုဖြစ်နေတဲ့သူတယောက်ကိုပဲစဉ်းစားပြီးတော့ရွေးချယ်သွားမှာပါ။ဒါကြောင့်ပဲနှွားမိုင်ကိုစနိုက်ခဲ့ပေမဲ့အကြိုက်မတွဲခဲ့ပဲလမ်းခွဲခဲ့တာဖြစ်ကြောင်းကိုအခုလိုပဲပြောပြလာခဲ့ပါတယ်။ ဒါပေမဲ့တကယ်တမ်းလမ်းပိုင်ကိုလမ်းခွဲခဲ့ရတာကမပြတ်သားလို့မဟုတ်ပဲသူမအနေနဲ့နောက်ထပ်တစ်ယောက်နဲ့ထပ်ပြီးတော့ဇလန်းနေရှုပ်နေခဲ့တာကြောင့်ဖြစ်ပါတယ်အခုလမ်းပိုင်ကိုစနိုက်ခဲ့တာကပထမအဆုံးမဟုတ်ပဲတက္ကသိုလ်ကျောင်းသူရွေးမာခရဲကသူများကြီးစားတွေကိုလိုက်ပြီးတော့စနိုက်နေတတ်တယ်ဆိုတာလည်းပေါ်လင်းလာခဲ့တာပါဘာမှမသိသလိုဖြူစင်သူလေးလိုမျိုးဟန်ဆောင်နေထိုင်ခဲ့ပေမဲ့တင်းရဲ့သူတွေကတော့အကုန်လုံးတည်နေခဲ့ပြီးတော့အခုချိန်မှာဖုံးကွယ်ထားလို့မရအောင်ပေါ်လင်းလာခဲ့တာပဲဖြစ်ပါတယ် ြောလိုက်ရင်တော့ကြီးကြီးကျယ်ကျယ်လေးလုံးထွားပြီးတော့ရှောက်ပြောနေပေမယ့်တကယ်တမ်းမှာတော့နောက်ကွယ်မှာသူများရဲ့အကြရင်ကိုပဲသဘောကျပြီးလိုက်ပြီးတော့စနိုက်နေတတ်တာဖြစ်ကြောင်းသတင်းတွေပြန်လာခဲ့တာပါလက်ရှိတွဲနေတဲ့ကောင်လေးကလည်းတငယ်ချင်းစီကနေပြန်ပြီးတော့စနိုက်ထားခဲ့တာဖြစ်ပြီးအတော်လေးကမှစိတ်ပြက်စရာကောင်းလို့နေခဲ့တာပါအဲ့လိုမျိုးမကောင်းတဲ့အကျင့်ကြိုက်တွေပေါ်လင်းထင်ရှားနေရကြောင်းလွှမ်းပိုင်ကမတွဲတော့ဘဲနဲ့ဇလန်းကိုရက်ခဲတာဖြစ်ပါရင်ဒါကလည်းနော်ဖွဲ့ထားကတော့အခုချိန်ကြီးလွှမ်းပိုင်ဘက်ကိုပဲအပြစ်တွေပုံချနေပြီးတော့မပြတ်သားလို့လမ်းခွဲခဲ့တာလို့ပြောနေခဲ့မြန်မာရင် ိုင်မဲ့သူမအနေနဲ့ဘလောက်ပဲသူများအပြစ်ဖို့နေပါစေအတိတ်ကမကောင်းတဲ့အရေးမဲကြီးကတော့ခုချိန်မှာဖုံးကွယ်ထားလို့မရအောင်ပေါ်ထွက်လာခဲ့ပါပြီလွားပိုင်ကိုစနိုက်ခဲ့ပေမဲ့မပြတ်သားလို့လမ်းခွဲခဲ့တာပါဆိုရင်တော့ဖောရထားရဲ့ဖြစ်ရှင်းချက်တွေပေါ်မှာပြည်သက်ကြီးတို့ကရောဘလို့မျိုးထင်ကြပါသလဲရှင်